ရှမ်းပြည်နယ်စက်မှုဆောင်ဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေးဒေသဆိုင်ရာကော်မတီဥက္ကဋ္ဌရှမ်းပြည်နယ်စီးပွားရေးရာဝန်ကြီးဦးခွန်သိမ့်ပေါင်သည်အေးတာယာစက်မှုဆောင်ရှိ ထိခိုက်ပျက်စီးသည့်စတီးဖိုင်လိုပြုပြင်ဆောင်ရွက်ထားမှုအခြေအနေနှင့်တရားခွဲဆက်ယုံစောက်လုံးမြီစီမံကိန်းနေရာကွင်းစင်းကြည့်ရှုကစက်မှုဆောင်စိမ့်လန်းစုပြေးရေးအတွက်နှစ်ရှည်တစ်ပင်စိုက်ပျိုးခြင်းများ စုပေါင်းဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရယ်ရှမ်းပြည်နယ်စက်မှုဆောင်ဖော်ဆောင်ရေးနှင့် ြီးကျယ်ရေးဒေသဆိုင်ရာကော်မတီဥက္ကဋ္ဌရှမ်းပြည်နယ်စီးပွားရေးရာဝန်ကြီးဦးခွန်သိမ်းမောင်သည်ပြည်နယ်ဆင့်ဌာနဆိုင်ရာများစက်မှုဇုံစီမံခန့်ခွဲရေးကော်မတီမှတာဝန်ရှိသူများနှင့်အတူတရက်6လ2025ရက်နေ့နံနက်ပိုင်းကရှမ်းပြည်နယ်တောင်ကြီးအေးတာယာစက်မှုဇုံရှိ စိန်ငွေမြပြောင်းအချောက်ခံဆက်ယုံဤတန်ရှိထောင်ဆန်းပြောင်းတူလောင်သည့်စတီးဖိုင်လိုထိခိုက်ပျက်စေမှုပြုပြင်ရန်ဆောင်ရွက်ထားမှုအခြေအနေအားတွားရောက်ကြည့်ရှုစစ်ဆေးပါသည် ရေးဦးစွာပြည်내စီးပွားရေးရာဝန်ကြီးနှင့်အဖွဲ့အားစိန်ငွေမြပြောင်း6ခန်းဆက်ယုံတာဝန်ခံကဆက်ယုံ၏လက်ရှိဆောင်ရွက်ထားရှိမှုများစတီးဖိုင်လိုထိခိုက်ပျက်စီးမှုအားပြုပြင်ရန်ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကိုရှင်းလင်းတင်ပြရာပြည်내ဝန်ကြီးကထိခိုက်ပျက်စီးမှုများကိုအမြန်ဆုံးပြန်လည်ပြုပြင်ကဆက်ယုံလုပ်ငန်းများအမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရန်လိုအပ်ကြောင်းကြုံတွေ့နေရသောအခက်အခဲများရှိပါကလုပ်ငန်းစဉ်ပြေချောမွေ့စေရေး ပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းမှာကြားခဲ့ပါတယ်။ထို့နောက်ပြည်내စီးပွားရေးရာဝန်ကြီးနှင့်အဖွဲ့သည်ရှမ်းပြည်နယ်တောင်ကြီးဧတာယာစက်မှုဆောင်ရှိဓာအားခွဲယုံတည်ဆောက်မည်စီမံကိန်းနေရာတွားရောက်ကွင်းစင်းကြည့်ရှုရာဓာအားခွဲယုံတာဝန်ယူတည်ဆောက်မည် Union Energy Company Limited မှ Managing Director က Union Energy Company Limited သည်30 MW ရှိနေအောင်ကြီး3လျှပ်စစ်စီမံကိန်းကိုပထမဆင့်အနေဖြင့် 5မဂါဝိုက်စတင်တိဆောက်ဖြန့်ဖြူးမိဖြစ်ကြောင်းပြည်တွင်းဝန်ထမ်း150ဦးပြည်ပဝန်ထမ်း16ဦးခန့်ထားနိုင်ပြီးနှစ်စဉ်ကီလိုဝက်နာရီတန်ပေါင်း9.56ဓာတ်အားထုတ်လုပ်နိုင်ပြီဖြစ်ကြောင်းစီမံကိန်းဆောင်ရွက်လျက်ရှိသည့်အစီအစဉ်များရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များအားရှင်းလင်းတင်ပြပြီးပြည်내ဆင့်ဌာနဆိုင်ရာများစက်မှုဇုံစီမံခန့်ခွဲရေးကော်မတီမှတာဝန်ရှိသူများကအတီးတီးဆွေးနွေးတင်ပြရာပြည်내စီးပွားရေးအဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများကိုသက်မှတ်စံချိန်စံညွှန်းနှင့်အညီအမြင့်ဆုံးဆောင်ရွက်ရန်စီမံကိန်းလုပ်ငန်းတိုးတက်မှုအခြေအနေများလစဉ်တင်ပြရန်ဓာတ်အားများအမြင့်ဆုံးဖြန့်ဖြူးနိုင်ရေးဓာတ်အားလိုင်းများဆက်မှုဆောင်စီမံခန့်ခွဲရေးကော်မတီနှင့်ညှိနှိုင်းဆောင်ရွက်ရန်နှင့်ကြုံတွေ့နေရသောအခက်အခဲများရှိပါကလုပ်ငန်းအစဉ်ပြေချုံးမွေ့စေရေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းမှာကြားခဲ့ပါသည်ဆက်လက်၍ပြည်내စီးပွားရေးအဝန်ကြီးနှင့်အဖွဲ့သည်2025ခုနှစ် ဇွန်လ9ရက်နေ့တွင်ကြာရောက်မည်ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အကျိုးလူမှုလှုပ်ရှားဆောင်ရွက်မှုအနေဖြင့်တောင်ကြီးအေးတာယာစက်မှုစုံတွင်ကမ္ဘာတဝန်ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးစုပေါင်းအားဖြင့်ဆောင်ရွက်ပြီး Ending Plastic Pollution Globally စောင်းပုတ်မြေဆိုင်ဘူစတာဆိုက်တူခြင်းစက်မှုစုံစိမ့်လန်းစုပြေးရေးတွင်နှစ်ရှည်တစ်ပင်အမျိုးပေါင်း950ပင်အားပြည်내စီးပွားရေးရာဝန်ကြီးဦးဆောင်ကစုပေါင်းတစ်ပင်ဆိုက်ပျိုးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျာ။